မာရှယ်တမိုင်းကြောင်ကိုစာမျက်နှာနဲ့လှန်လိုက်မယ်ဆိုရင်တမိုင်းကြောင်နေရာတော့ပြောလို့မကုန်ရေလို့မကုန်အဲ့တဲကမှတကယ့်ကိုအထင်ကြီးရဖြစ်ခဲ့တဲ့ပြိုင်ပွဲတစ်ပွဲအကြောင်းကိုပြောပြမယ်အဲ့ပြိုင်ပွဲကြောင်နောက်ပိုင်းမှာဂျေဇုဘက်ကိုဘယ်လောက်ထိလွှမ်းမိုးလာခဲ့လဲဆိုတာလေးတွေပါပြောပြမယ် MMA ပွဲကြီးသူတွေအနေနဲ့ပြိုင်ပွဲတွေမှာပြိုင်ပွဲရဲ့လက်ကို lock လုပ်ပြီးတော့လိန်ချိုးတဲ့ Kimura ဆိုတဲ့ချုပ်ကွက်ကိုသိကြလိမ့်မယ်လို့ထင်ပါတယ်ဒီနေ့အဲ့ဒီချုပ်ကွက်နဲ့ဆက်ဆက်နေတဲ့စိန်ခေါ်ပွဲတစ်ခုကြောင်ကို ပြောပြခြင်းပါတယ်။ဘရာဇီလီယန်ဂျူဂျစ်ဆုဖခင်ကြီးဖြစ်တဲ့ဟီလီယိုကရေစီနဲ့ဂျပန်ကဂျူဒိုကစားသမားကြီးမာဆာဟီကိုခီမူရာတို့ရဲ့စိန်ခေါ်ပွဲပဲဖြစ်ပါတယ်။1900ဆက်ခွန်မှာမွေးတဲ့မာဆာဟီကိုခီမူရာကအသက်20ကတည်းကဂျပန်တနိုင်ငံလုံးအလွတ်တန်းဂျူဒိုချန်ပီယံစဖြစ်ပြီးကတည်းကရှုံးပွဲရလို့မရှိခဲ့ဘဲနဲ့အဲ့ချန်ပီယံဘွဲကို73နှစ်တိုင်တိုင်ထိမ့်သိမ်းနိုင်ခဲ့တဲ့လီဂျန်တစ်ယောက်ပါ။တနည်းအားဖြင့်ပြောရရင်သူ့ရဲ့မျိုးဆက်မှာတော့အကောင်းဆုံးဂျူဒိုသမားတစ်ယောက်ပေါ့။ အချိန်ကာလကဒုတိယကမ္ဘာစစ်အပြီးမှာစစ်ရှုံးသွားခဲ့တဲ့ဂျပန်နိုင်ငံကို အမေရိကန်ဥဆောင်တဲ့မဟာမိတ်အဖွဲ့တွေကစစ်ရေးနိုင်ငံရေးစီးပွားရေးလူမှုရေးပြုပြင်ပြောင်းလဲမှုတွေကိုပြုလုပ်ဖို့ဥပဒေတွေပြဋ္ဌာန်းခဲ့တယ်။အဲ့ဒီအထက်ကအစိုးဆုံးအချက်ကဂျူရိုအာကစားနီကိုဂျပန်စာတင်ကြားရေးစနစ်ကနေထုတ်ပြလိုက်တာကြောင့်အလုံးလက်မဲ့ဖြစ်သွားတဲ့ကီမူရာက International Entertainment Company တခုနဲ့စာချုပ်ချုပ်ပြီးသူ့ရဲ့အဖော်ဂျူရိုသမားနှစ်ယောက်နဲ့အတူ ကဘာပတ်ပြီးတော့တရုတ်ပြပွဲတွေမှာကစားဖို့ဂျပန်ကနေဘရာဇီးကိုထွက်လာခဲ့ပါတယ်အဲ့ချိန်မှာဟီလီယိုဂရေစီကဘရာဇီးရဲ့ကိုခံပညာလောကမှာဆရာကြီးတစုဖြစ်နေပြီးတော့ဘောင်ဆာတို့နဗန်းသမားတို့လိုတခြားကိုခံပညာနယ်ပယ်ကသူတွေကိုစိန်ခေါ်ရှင်ပြိုင်ပြီးတော့နိုင်ပွဲတွေဇက်တိုက်ရနေတဲ့အချိန်လေးဖြစ်နေတယ်။အဲ့ဒါနဲ့ပဲဘရာဇီးကိုရောက်နေတဲ့ကီမူရာတို့အဖွဲ့ကဟီလီယိုဂရေစီက သူနဲ့ကစားကြည့်ဖို့စိန်ခေါ်တယ်။ Gracie အဖွဲ့ရဲ့စိန်ခေါ်တာကိုကီမူရာတို့၃ယောက်ထဲက Helio Gracie နဲ့ Wade တို့ရှိတဲ့ Kato ကလက်ခံလိုက်တယ်။ပြိုင်ပွဲစီမင်းစည်းကမ်းက Gracie တို့အဖွဲ့ကပဲတတ်မှတ်ထားတဲ့အတိုင်းအမပေးစနစ်မဟုတ်ဘဲနဲ့ရှင်ပိုင်သူတူဦးကလက်ပုတ်အယုံပေးမှသုံးမဟုတ်ဘူးဆိုရင်တတိလက်အောင်အချုပ်ခံရမှအနိုင်လို့တတ်မှတ်ထားတယ်။ပြိုင်ဘက်ကိုဂိုင်ပေါက်ပြီးတော့မလုံနိုင်အောင်လှုပ်ထားနိုင်ရင်အနိုင်ရတဲ့ဂျူဒိုသမားတွေအတွက်ကြတော့စီမင်းစည်းကမ်းကစိမ့်နေတယ်။ အဂရေစီကသူ့ရဲ့ရူမာဝင်ဆော့ဖို့ကန်လန့်တဲ့သဘောမျိုးပေါ့ဗျာဟီလီယိုဂရေစီရဲ့အရက်က9ဗီနဲ့6လက်မှရှိတယ်ကိုအလေးချိန်ကပေါင်140ဝန်းကျင်လောက်ရှိတဲ့ပမိန်တက်တွေပုံစံလေးပါဟီလီယိုဂရေစီနဲ့ကာတိုတို့ပထမပွဲမှာအရှုံးနိုင်မပေါ်လို့တေကျသွားတော့ဒုတိယပွဲကစားတဲ့အခါမှာကာတိုကဂရေစီကိုဂျူတိုတို့နဲ့ဂိုင်ပေါက်ပြီးတော့အပေါ်စီးကနေပွဲကိုအသာစီးယူထားလိုက်တယ်ဒါပေမဲ့ဂရေစီရဲ့ cross stroke မိပြီးတော့ကာတိုဒုတိယအချီး 6မိနစ်မှာပဲသတိလစ်သွားတဲ့အတော့ကြောင့်မလို့ Gracie အနိုင်ရသွားခဲ့တယ်။ဘရာဇီးယားသတင်းစာတွေမှာလည်း Gato သတိလစ်သွားတဲ့ပုံနဲ့ Helio Gracie နိုင်ပွဲကိုဝဝေဆဆလေးဖော်ပြခဲ့ကြသေးတယ်။အနိုင်ရထားတဲ့ Gracie ကဂျန်နဲ့ Kimura တို့နှစ်ယောက်ကိုထပ်ပြီးတော့စိန်ခေါ်တဲ့အခါမှာတော့ Kimura ကစိန်ခေါ်မှုကိုလက်ခံခဲ့တယ်။အဲ့ဒီမှာပြောစရာရှိတာကခန္ဓာကိုယ်တော်တော်ခက်ခဲရှိတဲ့ Kimura ရဲ့ weight က Gracie ထက်ပေါင်30ကျော်လောက်ပိုပေမဲ့အခုခေတ်လိုမျိုး weight တန်း align နှိပ်ပြီးတော့ ပြိုင်ပွဲလုပ်တာမျိုးမဟုတ်တဲ့ open weight ဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ဦးသဘောတူရင်ဘလောက်ပဲလူကောင်းကွာကွာရှင်ပြန်ကြတာမျိုးပါသူတို့တယောက်ရဲ့ပွဲကိုတော့1952ခုနှစ်အောက်တိုဘာ23ရက်နေ့မှာ Rio DJ Nero မြို့မှာရှိတဲ့ Maracana အားကစားရုံကြီးမှာကျင်းပခဲ့တယ်ပြိုင်ပွဲကိုအဲ့ချိန်ကဒူးသမ္မတအပါဝင်ဘရာဇီးရဲ့သမ္မတပါတက်ရောက်ခဲ့တယ်လူပေါင်း2000ကျော်တော့လည်းလာပြီးတော့အားပေးခဲ့ကြတယ် Gracie ရဲ့ American fan တွေကကီမူရာအတွက်ဆိုပြီး account တစ်လုံးကိုတော့မှပြိုင်ပွဲအတွင်းမှာယူလာခဲ့ကြသေးတယ်။ပြိုင်ပွဲကတော့7မိနစ်နှစ်ချီပွဲဖြစ်တယ်။ ပထမချီမှာကင်မူရာကဟီလီယိုကိုကျမ်းမီပေါ်လှည့်ချနိုင်ပြီးတော့အပေါ်စီးကနေအตาစီးအနေထားနဲ့တူးထက်လူကောင်းသေးတဲ့ဟီလီယိုကိုချုပ်ကွက်အမျိုးမျိုးနဲ့ဖမ်းဖို့စ조사ပေမဲ့အချိန်တိုင်းနှိပါလောက်ကဂရေစီကရုံထွက်နိုင်ခဲ့တယ်။ဒုတိယချီမှာလည်းလူကောင်းကြီးတဲ့ကင်မူရာကဟီလီယိုကိုဂျူရိုတို့နဲ့ကျမ်းမီပေါ်ကိုတတရရပဲဂိုင်ပေါက်လိုက်တယ်။အပေါ်ကနေတက်ခွထားတယ်အချီစပြီး3မိနစ်လောက်မှာတော့အောက်ကနေထွက်ဖို့စ조사နေတဲ့ Helio Gracie ရဲ့လက်ကိုကီမူရာကသူ့အကြိုက်ဆုံးချုပ်ကွက်ဖြစ်တဲ့ဂျပန်အခေါ် Giragu Uki Girami လို့ခေါ်တဲ့ချုပ်ကွက်နဲ့ဖမ်းလိုက်တယ် ဒီတစ်ခါမှာတော့ပြန်မဖြေနိုင်တော့ပင်မဲ့လက်ပုတ်အရှုံးမပေးတဲ့အတွက်ကြောင့်မလို့ဟီလီယိုရဲ့လက်ကိုလိန်ချိုးလိုက်ပါတယ်။ဒါပေမဲ့ဟီလီယိုကအရှုံးမပေးသေးတဲ့အတွက်ကြောင့်မလို့ဒုတိယအကြိမ်ထပ်ပြီးတော့လိန်ချိုးလိုက်တဲ့အခါမှာစင်အောက်ကဟီလီယိုရဲ့အကိုဖြစ်သူကာလော့စ်ဂရီစီကပဝါပြစ်တင်ပြီးတော့အရှုံးပေးလိုက်တယ်။ပြိုင်ပွဲအပြီးမှာအနိုင်ရရှိခဲ့တဲ့မာဆာဟီကိုကီမူရာကိုလည်းချီးကျူးဂုဏ်ပြုခဲ့ကြတယ်။အရှုံးမပေးလို့တဲ့အသေးပိုင်ရှင်ဖြစ်တဲ့ဟီလီယိုကလည်းသူ့နိုင်ငံရဲ့ဟီးရိုးဖြစ်လာခဲ့တယ်။ဂရီစီကိုအနိုင်ယူခဲ့တဲ့ကီမူရာကိုဂုဏ်ပြုတဲ့အနေနဲ့ အဲ့ဘွဲမှာသူတုံးခဲ့တဲ့ချုပ်ကွက်ကိုနာမည်အစွဲပြုတ်ပြီးတော့ကီမူရာဆိုပြီးတော့အမိပေးခဲ့ကြတာခုချိန်ထိပဲဖြစ်ပါတယ်။ Okay ဒီလောက်ဆိုရင်တော့ဂျေဂျေဆုချုပ်ကွက်တည်းကတခုဖြစ်တဲ့ကီမူရာချုပ်ကွက်ကဘယ်သူတည်ထွင်ခဲ့တာလဲ။ဘယ်ဘွဲမှာတုံးခဲ့တာလဲ။ဘယ်ချိန်ကနေစပြီးတော့ဒီနာမည်ကိုခေါ်ဝေါ်ပြီးတမုတ်ခဲ့ကြတာလဲဆိုတာသိလောက်ပြီလို့ထင်ပါတယ်။ Okay ကျွန်တော်ညောတာပါ Channel MSN ပါ။တရား social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN1H ကိုသုံးပါ